အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရေတမ်းပိုတက်ကနီကယ်ဆိုတဲ့ YouTube channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ color note နဲ့မှတ်ထားတဲ့စာတွေကိုကမ်ပါကိုအသုံးပြုပြီးတော့ study plan ပုံစံလေးလုပ်ပြတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကမ်ပါတွေကိုဝင်လိုက်မယ် template ဆိုတာလေးကိုနှိပ်ပြီးတော့လေဒီပေါ်ရဲ့ search bar မှာ study plan ဆိုပြီးမှရရှာလိုက်ပါ ဒီမှာကလေ story plan နဲ့ပတ်သက်ပြီးတော့မှ design တွေအများကြီးရှိပါတယ်အဲ့တော့အပေါ်လေးကိုဆွဲတင်လိုက်တော့ပေါ်လေးဆွဲတင်လိုက်မယ်ဆိုရင်အောက်မှာ design တွေအများကြီးရှိပါတယ်အဲ့တော့ pro version မှာမှသုံးလို့ရတဲ့ဟာတွေလည်းရှိတယ် free version မှာသုံးလို့ရတဲ့ဟာတွေရှိတယ်အဲ့တော့ကျွန်တော်ရဲ့ညီကောင်မတွေကကိုစိတ်ကြ design ပုံစံလေးတွေကိုယူသုံးလို့ရပါတယ်အဲ့တော့ကျွန်တော်ကဒီထက်ကနမူနာတစ်ခုခုယူသုံးပြပါမယ် ရရောက်ပြီဆိုရင်ကျွန်တော်တို့စာလေးပြင်မယ်အဲရောင်လေးပြောင်းမယ်ပေါ့နော် Okay study session ဆိုတော့လေကျွန်တော်တို့လက်ချက်ထောက်လိုက်ထောက်ပြီးရင်ဒီမှာမျိုးလေး select လေးဝင်သွားလိမ့်မယ်အဲ့မှာကျွန်တော်တို့ရေးလို့ရတယ် study plan ဆိုပြီးမှရေးလိုက်လို့ရပါတယ်တော့နောက်ထပ် site လည်းလိုပဲပေါ့နော်တစ်ချက်လေးထောက်လိုက်ထောက်ပြီးဒီအောက်နားမှာလေဟာ edit ဆိုလေးပေါ်လာလိမ့်မယ်ပြီလားအဲ edit လို့တစ်ချက်လေးနှိပ်လိုက်ရပါတယ် okay အမှ ီ select လေးမှတ်ထားတာကိုကျွန်တော်တို့ text လေးထောက်လိုက်ပါထောက်ပြီးကျွန်တော်တို့ဒီ setting လေးလာ metric လေးရေးလို့ရပါတယ်ဒါဆိုရင်ကျွန်တော်ဒါလေးတွေရေးလိုက်ပါမယ်ဟုတ်ပြီနောက်တစ်ခုကဒီဘက်ကပေါ့နော် and date ဘယ်နေ့မှပြီးမှလဲပေါ့နော်စနလုံးလေးပဲ text လေးထောက်လိုက်ထောက်ပြီးလို့ရှိရင်အဲ date လေးရေးမယ်ပေါ့ ီအောက်ကဟာလေးတွေကလေဖြတ်ပစ်လိုက်လို့လည်းရတယ်မဖြတ်ဖက်နဲ့ကိုစာလေးရေးမယ်အရောင်လေးပြောင်းမယ်ဆိုလို့ရပါတယ်ဖြတ်ရှင်နေဆိုရင်တော့အဲပုံတစ်ချက်ထောက်ပြီးရင်ဒီမိုက်ပုံးလေးကိုနှိပ်လိုက်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုအဲ့လိုလေးနှစ်ခုလုံးကိုကျွန်တော်ဖြတ်လိုက်မယ်ဒီ subject ဆိုတဲ့နေရာလေးမှာကျွန်တော်စာလေးပြောင်းရေးပါမယ်အဆိုရင်အဲ့ဒါလေးကိုတစ်ချက်ထောက်ပြီး edit လေးကိုနှိပ်နှိပ်ပြီး keyboard ကနေပြီးမှစာလေးရိုက်ချလိုက်ပါမယ် โอเคရေးပြီးဆိုလို့ရှင်ဘီနာတရှိကလေးနဲ့လည်းလို့ရတယ်အခုဒီလိုလေးဖြစ်နေတာကဒါဖောင်ဆိုင်ကကြီးနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါဆိုရင်ဒီဖောင်ဆိုင်ကလေးကိုပေးလိုက်လို့ရပါတယ်အဲ့တော့တရှက်ထောက်ထောက်ပေးဒီမှာလေအဲထောက်ပြီးရင်ဒီအောက်မှာရှိတဲ့ဖောင်ဆိုင်ဆိုလို့ရှိရတယ်ဒီလိုတရှက်နှိပ်လိုက်ပါတော့ဒီမှာဖောင်ဆိုင်ကိုလည်းနည်းနည်းလျှော့လိုက်မယ်โอเคဒါတော့ဆက်အဆင်ပြေပြီထင်တယ် တဖွင့်ရရင်နော်ဒါလေးကအဲ့တော့ဒီစာလေးကိုလည်းပြောင်းမယ်အဲ့တော့တစ်ချက်လေးထောက်ထောက်ပြီးလို့ရှိရင်ဒီ color note ထဲကစာလေးကို copy ကုမယ်ပေါ့နော်ဒီတူတူ shell list စာလေးကို copy ကုမယ်ဒါလို့ slam map ပြီးရင် copy စာလေးနှိပ်ပြီးတော့ဒီနေရာလေးမှာအော်တစ်ချက်ထောက်လိုက်ပေါ့နော်ထောက်ပြီးတော့ paste လုပ်လိုက်ပါ copy ကူးမယ်ပြီးရင်တော့ဒီ for ကနေရာလေးကိုပြန် ပြီးတွားရမှာဖြစ်ပါတယ်โอเคဒီမှာ test for လေးနှိပ်လိုက်ပြီးရင် add a test post solution နှိပ်ပြီးတော့ for က copy ကူးလာတဲ့ဟာလေးဒီမှာ paste လုပ်ရမှာဖြစ်ပါတယ်โอเคဒါလေးကကိုစိတ်ကြိုက်အဆင်ပြေတဲ့နေရာလေးမှာရွှေ့ပြောင်းထားလို့ရပါတယ်โอเคကျွန်တော်ဒီတိုင်းဒီထားလိုက်မယ်เนาะပြီးရင်တော့နောက်ထပ်ဒါ copy ထပ်ကူးမယ်ထပ်ကူးပြီးလို့ရှင် for က လုပ်တယ်လို့ပဲ test ကို name ပြီးရင် add a test book ကို name ပြီးတော့ကိုစိတ်ကြိုက်နေရာလေးတွေရွှေ့ပေးရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါလေးကဗီဒီယိုလေးနည်းနည်းလေးရှင်းသွားမှာဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းကြော်လိုက်မယ်နော်။အတူတူ share လေးကတော့ပြီးသွားပြီပြီးသွားပြီဖြစ်တဲ့အတွက်ဒီဘက်တနေရာလေးထပ်ပြောင်းမယ်ပေါ့နော် နောက်ထပ်မှာပဲ copy ထပ်ကူမယ် goals for today ဆိုတာလေး copy ကူမယ်ပြီးတော့ဒီနေရာလေးမှာတစ်ချက်ထားပြီးတော့ paste လုပ်လိုက်နော်ဒီကွက်ကလေးကဖြတ်လိုက်လို့ရတယ်ဖြတ်ရှင်နေဆိုရင်တော့အဲ့ဒီကွက်ကလေးကိုတက်တက်ထောက်ထောက်ပြီးတော့ဒီမိုက်ပုံးလေးကိုနှိပ်လိုက်ပေါ့နော်အဲ့တော့အကွက်ကလေးရန်သေးရဖြစ်တဲ့အတွက်တော့နည်းနည်းတော့စိတ်ရှည်ရပါတယ်အဲ့လိုသေးချာလေးလိုက် ထောက်ကြည့်ထောက်ကြည့်ပြီးမှဒီအမိုက်ပုံးလို့နှိပ်လိုက်မယ်ဆိုရင်ဒါလေးရပြတ်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီရောက်မှရေဖို့တွေ့ copy ထက်ကူးမယ်နော်โอเคဒီမှာဘောကစာကြောင်းလို့အရင်ကူးလိုက်မယ်ဒီမှာ test ကိုယူပြီးအဲ့ဒီ test book ကိုနှိပ်ပြီးဆိုနာ copy ကူရအောင် base လုပ်လိုက်เนาะအဲ့တော့ဖုန်းတုံးကလူပဲကိုစိတ်ကြိုက်နေရလေးရွှေရမှာဖြစ်ပါတယ် အဲနောက်ထပ်နှစ်ကြောင်းကိုလည်း copy ထပ်ကူးပါမ နောက်ကောင်းစဉ်တစ်ခုအတွက် copy ကူးပါမယ် reminder ဆိုတာလေးကို copy ကူးမယ်ပြီးရင်ဒီနေရာလေးမှာတရှိနေလိုက် okay အစောက copy ကူးရလေးကို paste လုပ်လိုက်ပါတော့တဖန်ကောင်းစဉ်ရပြီနောက်တစ်ထည့်ကောင်းစဉ်အောက်ကစာကြောင်းလေးဒီကြောင်းအရင်ကူးမယ်ပြီးရင် test တော့သွား ပြီး add a test portal သွားစနော့ copy ကိုလို paste လုပ်လိုက်နော်ပြီးတော့ outlook ဆွဲလိုက်ဆွဲပြီးမှဒီမြင်းချောင်းလေးပေါ်မှာတင်လိုက်ပေါ့နော်မြင်းချောင်းလေးကိုဖြတ်လို့လည်းရတယ်နော်မဖြတ်လည်းတင်လိုက်ထားလည်းရပါတယ်ခေနောက်ထပ်ကျန်နေတဲ့စာချောင်းတွေကိုလည်းအလိုပဲကူးသွားရမှာဖြစ်ပါတယ်ခင်ဗျာ think I can take this anymore. I might just I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  just break. အဲ့တော့ color note ထဲကစာကြောင်းတွေကို copy ကူးပြီးပဲဖြစ်ပါတယ်။ဒီအောက်နားမှာလေး element ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်နော်။ဟုတ်ပြီအဲ့မှာ search bar မှာ calculator ဆိုပြီးမှရိုက်ချလိုက်ပါ โอเคဒီမှာ calculator ထဲမှာမကိုစိတ်ကြိုက် calculator တွေယူပြီးသုံးလို့ရပါတယ် free သုံးခွင့်ပေးထားတယ် calculator တွေအများကြီးရှိပါတယ်ဒီထဲမှာ share ပြီးကြည့်လိုက်နော်ဟုတ်ပြီကျွန်တော်ကတော့ဒီ calculator လေးကိုပဲယူသုံးလိုက်ပါမယ်တော့တောင်းလျမ်းနေအချင်းကျယ်လုပ်လို့ရပါတယ်ပြီးဒီအမြကွေးလေးဒီအမြကွေးလေးကနေပဲဒီလိုလေးလှည့်လို့ရပါတယ် ြီးတော့ element ဆိုလေးထနှိမ့်မယ်ဒီ search bar မှာ notebook ဆိုတာဒီကိုကျွန်တော်တို့ရေးလိုက်ပါအောက်မှာ notebook ပုံစံလေးတွေအများကြီးရှိပါတယ်။အမှ free တုံးလို့ရတဲ့ထည့်ရတစ်ခုယူလိုက်မယ်နော်။ဟုတ်ပြီဒါလေးယူလိုက်မယ်။ဒါလေးကိုလည်းစောတုန်းက calculator လိုပဲ အဲတောင်တွေကနေအချင်းချင်းလေးလုံးမယ်အဆင်ပြေတဲ့နေရာလေးကိုရွှေ့မယ်ပေါ့နော်ဒီပုံလေးတွေရဲ့နောက်က background လေးလေးဒါလေးကအယောင်ပြောင်းလို့လေးရတယ်ဖြတ်လို့လေးရတယ်နော်ဖြတ်ရှင်းနေဆိုရင်တော့မိုက်ပုံလို့နှိပ်လိုက်ဒီရောင်လေးကိုလည်းပြောင်းလို့ရတယ်ပြောင်းခြင်းဒီရောင်လေးတစ်ချက်ထောက်ထောက်ပြီးဟိုအောက်မှာလေး color ဆိုတဲ့နေရာလေးမှာအယောင်လေးပြောင်းလို့ရပါတယ်ဒီဘက်မှာလည်းအယောင်လေးရှိရနော်ဆွဲလိုက်လို့ရတယ် โอเคစိတ်ကြအရောင်လေးတရောင်ထားလိုက်မယ်ဒါလေးကိုလည်းအရောင်ပြောင်းလို့ရတယ်ပြောင်းခြင်းဒါလေးကိုတစ်ချက်ထောက်ပြီးအရောင်လေးတွေလိုက်ဆန်းကြည့်ပေါ့နော်ကိုကြိုက်တဲ့အရောင်လေးတွေ့ဆိုလို့ရှင်ပြောင်းလို့ရပါပြီအဲ့တော့စာချောင်းလေးတွေကိုလည်းအရောင်ပြောင်းလို့ရတယ်အဲ့တော့ကိုပြောင်းခြင်းနဲ့စာချောင်းလေးကိုတစ်ချက်ထောက်ထောက်ပြီးအောက်မှာအရောင်ယူရေးပေါ့နော် ကိုစိတ်ကြိုက်ပုံလေးရိုက်ဆိုတော့ဒါလေးကို download ဆိုလို့ရပါပြီဒီပုံရဲ့ထိပ်မှာမြားလေးစောက်ထိုးရှိတယ်အဲ့ဒီမြားလေးကိုတရှင်းနေလိုက်ပါအဲ့တော့ sis ဆိုတာလေးကိုဆက်ပြီးနေလိုက်ပါဒီပုံလေးကို download ဆွဲနေပြီပဲဖြစ်ပါတယ်ကာလာနုမှာမှတ်ထားတဲ့စာတွေကိုကမ်ပါကိုအသုံးပြုပြီးတော့ study plan ပုံစံတစ်ခုတိစောက်ပြခင်ရဖြစ်ပါတယ် ျွန်တော်ရဲ့ဗီဒီယိုလေးကအကျိုးတဆုံးတရားရှိခဲ့မှဆိုရင် like and share လေးလုပ်ဖို့မမေ့နဲ့ဦးနော်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်ခင်ဗျာညီကောင်မောင်နှမများလုံးပဲအဆင်ပြေကြပါစို့ခင်ဗျာ